လိုင်းမမရှိကြတဲ့တူရီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ရှေ့ရနေ့ကနေပြီးတော့၁၇ရက်နေ့အထိ၄ရက်ဒီကနေ့ဖောင်းနေနော်ဒီတော့ဂျန်၄ရက်ဂျန်၄ရက်အတွက်မိတ်ဆွေတို့ကျွန်တော်တူရီကိုထွန်းယူကြည့် channel ရနေပြီးတော့မိတ်ဆွေတို့ကိုလိုက်လွတ်လို့ပြသပေးနေပါတယ်အခုဒီညမှာမိတ်ဆွေတို့ကိုကျွန်တော် ဝမ်းကြီးနဲ့ကြီးနဲ့အပီးပေါက်ကလေးတွေကိုကျွန်တော်ပြပေးမှာဖြစ်တယ်မနက်ဖြန်12နာရီ3မိနစ်အတွက်အားကြောင့်မလို့အခုဝင်ကြည့်နေကြတဲ့မိတ်ဆွေပေါ့ကျွန်တော်ရဲ့ channel လို့ like share လေးနဲ့ကူညီပေးကြပါလက်မလေးတွေနှိပ်အသေးလေးတွေနှိပ်အပေါင်းလေးတွေနှိပ်သွားနော်ကျွန်တော် channel ကိုတခါမှမကြည့်ဘူးသေးတယ်မိတ်ဆွေများရှိခဲ့လို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်တော့เนาะကျွန်တော်အမြဲတင်အမြဲတွေ့အောင်လို့ ဟုတ်ကဲ့အဲ့တော့မိတ်ဆွေတို့မနက်ဖြန်12နာရီ10မိနစ်မှာဖတ်ရှိမယ်ကျွန်တော်ကီးဝမ်းကြီးအပြီးလေးကိုကီးနဲ့ဝမ်းကြီးနဲ့အပြီးဟိုချက်ချပြပြီးမှဖြစ်တယ်အားကြောင့်မိတ်ဆွေတို့ဘက်ကလည်းကျွန်တော်နဲ့အတူကျွန်တော်ရဲ့ live show လေးကိုစုံထီဝင်ရောက်ကြည့်ရှုပေးစေခြင်းနဲ့ဟုတ်ကဲ့ ကျွန်တော်ရဲ့ UG channel လို့ like share လေးနဲ့ကူညီပေးပါအခုဝင်ကြည့်နေကြတဲ့မိတ်ဆွေပေါင်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေမနက်ပိုင်း7:00နာရီ10မိနစ်မှာထွက်ရှိမဲ့တူဒီကိုလည်းအောင်မြင်စွာပေါင်းနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်ဟုတ်ကဲ့အဲဒါဆိုရင်မိတ်ဆွေတို့ကျွန်တော်ပထမဦးဆုံးကျွန်တော်7ရက်နေ့ကနေပြီးတော့7ရက်နေ့ ကျွန်တော်ထုတ်ထားတဲ့တရားဟူးမကျော်ပတ်တိပါဟူးမကျော်ပတ်တိရနှစ်ခုမှာနော်ဟူးမကျော်ပတ်တိနှစ်နဲ့ခုနဲ့နှစ်ခုမိမိတို့ကြိုက်နှစ်သက်ရာတလုံးကိုရွေးပြီးတော့ကစားနိုင်ပါတယ်နှစ်နဲ့ခုနဲ့ကဟူးမကျော်ကကနာနှလုံးသလုံးနဲ့ထွက်နိုင်တယ်တလုံးကတော့ချိန်သေးထွက်မှာဖြစ်တယ်ပွဲပြည့်မရှိမှန်းလာတယ်ကျွန်တော်ရဲ့ light ကိုကြည့် အမြဲတမ်းကြည်နေကြတဲ့မိတ်ဆွေတွေဆိုရင်သိတယ်နော်ကျွန်တော်ရဲ့ဟူးမကျော်ပတိဒီဘက်ပတိကတော့2.5ဟိုအခွေ၄လုံးခွေ၄လုံးခွေကတော့2.53ညအခွေပါအဲ2.53ညအခွေ2.53ညအခွေမှာ2920ခွန်9 90ဆိုတဲ့ကဏ္ဍ၄ခွက်ကဒီဘက်တွင်းမှာမွေးရမယ်ကဏ္ဍဖြစ်ပါတယ်ပါဝါပါဝါကြိုက်တဲ့မိတ်ဆွေများအတွက်ကတော့ပါဝါဆိုရင်2.50 ီနှစ်ကွက်ကိုကြိုင်နှစ်တဲ့ပါဝါကိုလိုက်လို့ရပါတယ်ဗရိတ်ဗရိတ်ကိုမှကြိုင်နှစ်တဲ့ဗရိတ်လိုက်နေကြတဲ့မိတ်ဆွေများဒီဘက်မှာနှစ်ဗရိတ်ခွန်ဗရိတ်အနေဆုံးတစ်ကြိမ်ထွက်ပါလိမ့်မယ်နှစ်ဗရိတ်ခွန်ဗရိတ်ကအနေဆုံးတစ်ကြိမ်ထွက်ပါလိမ့်မယ်ဟုတ်ကဲ့ဟူးပကြောပတ်တိကလည်းနှစ်ခွန်ပါနော်နှစ်ခွန်တစ်လုံးကတော့အနေဆုံးဟူးမကြောခင်မနက်ဖန်တပတ်ကပေါ့ဗျမနက်ဖန်တပတ်ကမှာဒီနှစ်ခွန် ငါအနေဆုံးတစ်လုံးတော့ထွက်မှာပါဒါပေမဲ့နှလုံးသလုံးထွက်တာနော်နှလုံးသလုံးထွက်တယ်ဒီကနားနှလုံးသလုံးထွက်တယ်ဟူးမကြောခင်ကိုတစ်လုံးထွက်လိုက်ပြီနော်ဒီဘက်အတွက်မှာဒီကနားနှလုံးသလုံးထွက်ပါတယ်အခွေရတော့နှစ်ခု၅သုံးညာခွေပါအဲ့နှစ်ခု၅သုံးညာကိုနှစ်9 20 9 90 90ပါနော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်မနက်ဖြန်၈ရက်နေ့မနက်ဖြန်၈ရက်နေ့အင်္ဂါနေ့မှာကျွန်တော်တို့ ကီးနဲ့ပြီးပေါက်ကလေးကိုမိတ်ဆွေတို့ကိုဒီညချပြပေးမှဖြစ်တယ်။အဲဒီညချပြပြီးပြီးတော့ကနန်းကီးတုံးလုံးနဲ့ဝမ်းကြီးနဲ့ဆိုရင်ကနန်း6လုံးအဲကနန်းခွဲ6 6ခွဲရပါဖြစ်တယ်။အဲ6ခွဲကတည်းကနေပြီးတော့မနက်ဖန်မနက်9နာရီမှာကျွန်တော်တပွဲကောင်းကိုမိတ်ဆွေတို့ကိုတီးတန့်ရွေးပြီးတော့ပြသပေးမှပြမှဖြစ်တယ်။အဲကြောင့်မလို့မနက်ဖန်မနက်9နာရီမှာလဲကျွန်တော် line ပေါ်မှာရှိပါမယ်။ အဲကြောင့်တကွက်ကောင်းထိုးကျင်ကြတဲ့မိတ်ဆွေများမနက်ဖန်ကိုစောင့်ပါမနက်ဖန်မနက်ဖန်9နာရီစီ9နာရီစီမထွက်ခဲ့ကျွန်တော်9နာရီခွဲက9နာရီစီတွေ့တယ်9နာရီစီမတွေ့ခဲ့ဘူးကျွန်တော်9နာရီတို့ကိုကျွန်တော်လိုင်းမဟုတ်ဘူးကျွန်တော်လိုင်းပေါ်မှာကျွန်တော်ရှိပါမယ်အဲကြောင့်တကွက်ကောင်းကြိုက်နှစ်သက်တဲ့မိတ်ဆွေများမနက်ဖန်မနက်9နာရီမှာကျွန်တော်လိုင်းပေါ်မှာရှိမှာနော်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ဟုတ်ပြီအဲဆိုရင်ဒီညအနေနဲ့ဒီညအနေနဲ့မိတ်ဆွေတို့ကျွန်တော်ကြီးလေးနဲ့ဝမ်းချင်း အပီတွဲရကလေးမျိုးကျွန်တော်ပြတာပြီးမှဖြစ်တယ်အဲဆိုရင်ပရမအုံးအနေနဲ့ကျွန်တော်ကြီးလေးကိုစပြပြီးမယ်ကြီးလေးကိုစပြပြီးမယ်ဆိုတော့ကြီးရတော့မနဲ့ညကြီးပါနော်မနဲ့ညကြီးဒါမဲ့သူကမနဲ့ပိုင်းမှာ ထိများတယ်ညနေပိုင်းနဲ့ထိရနော်အားကြောင့်မလို့ကျွန်တော်နဲ့အတူလိုက်ကြည့်အောင်နော်လိုက်ကြည့်အောင်ဆိုတော့ကျွန်တော်ပထမဆုံးဒီက40 90ဒါပြီးခဲ့တဲ့တနင်္လာနေ့ကထွက်ခဲ့တဲ့ကဏ္ဍနော်40 90ရဲ့အဲ့ရလေးစမယ်အဲ့ကမှ90က6ထိပ်စီရဲ့တဲ့နောက်နောက်တစ်နေ့ဆိုတော့မနေ့စေး30ဒီသုံးလုံးပေါင်းချင်း339 သုံးတုံညာကိုဒီသလိုမောင်းညာဗာရမလဲမိတ်ဆွေသုံးတုံညာကိုဒီသလိုမောင်းညာနှိမ့်လို့ရမှာဖြစ်တယ်နှိမ့်လို့ရနှိမ့်ရပဝါခွန်နှိမ့်ရနတ်ခတ်ကလေးနှစ်ခွန်လေးကြီးပါတဲ့နှစ်ခွန်လေးကြီးမနေ့ပိုင်းမှာ60ခွန်ဆိုပြီးတော့ခွန်ညိတယ်ညနေဆိုင်မှာ62ဆိုပြီးတော့နှိမ့်ညိတယ်နော်ဟုတ်ပြီအားဆိုရင်ကျွန်တော်ဒီ60ခွန်မှာဝမ်းကြီးနဲ့အပြီးဘယ်လိုပေါက်မလဲ ဝိုင်းကျင်းနေပြီဘလို့ပေါ့မလဲဆိုတော့ဒီက6ရဲ့3ရဲ့3ရဲ့ဒီသုံးလုံးပေါင်းကြီးက2 2ဖြစ်တဲ့အတွက်2ရဲ့ပါဝါခေါ်2ရဲ့နှက်ကက4 2 4ကီးဟုတ်ပြီအဲ့ကီးကိုတဲ့ဒီက4ရဲ့3ရဲ့40ရဲ့4ထိပ်စီရဲ့30ရဲ့3ရဲ့နောက်ပြီးကဲနောက်တနေ့2ထိပ်စီရဲ့21က2ထိပ်စီရဲ့ဒီသုံးလုံးပေါင်းကြီး၄၃ည၂ဒီသုံးလုံးပေါင်းကြီးကဘာရမလဲ၄၃ ဒီသုံးလုံးပေါင်းကြီးကဘာရအောင်လဲဆိုတော့မင်းစုလို့6လို့ရအောင်ပြတယ်6လို့ရအောင်တွေ့ရဲ6ရဲ့ power 1 6တက်က1ချင်းပါတဲ့ဟုတ်ပြီ6တက်က1ချင်းနှစ်ခွန်400ကီးနောက်တစ်နှစ်မနဲ့မှာဘာထွက်တယ်60ခွန်ဆိုပြီးတော့6တက်1ချင်းက6တလုံးနဲ့နှစ်ခွန်400ကီးကခွန်တလုံးနဲ့60ခွန်ဆိုတော့ကဏ္ဍတစ်ခွက်ကိုထွက်ရှိကြတယ်နော် အဲ့မှာဘာထွက်လဲဆိုတော့ကျွန်တော်တို့6ခွန်းဆိုတဲ့ကဏ္ဍတစ်ခုကိုထွက်ရှိခဲ့ပါတယ်။ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်နောက်တစ်နေ့ဆက်သွားမယ်။နောက်တစ်နေ့ဆက်သွားမယ်ဆိုတော့20ကနှစ်ထိပ်စီးရဒီ6ဆက်ခွန်းနှလုံးရယ်။ဒီ6ခွန်းနှလုံးပေါင်းခြင်းက3ဒီ6ခွန်းနှလုံးပေါင်းခြင်းက3ဒီ6ခွန်းနှလုံးပေါင်းခြင်း3ကိုဒီက2နဲ့ပေါင်းရင်ဘယ်လောက်ရမလဲမသိဘူးသူတို့ 6ခုနှလုံးပေါင်းရင်နှင်းတော့ငါးရမယ်လေငါးရတဲ့အတွက်ငါးရဘဝ3ညာငါးရနတ်ကက3ငါး3ညာ3ကီးပါတဲ့ဟုတ်ပြီငါး3ညာ3ကီးကိုဘယ်ဝမ်းကြီးနဲ့ပေါ့မလဲဘယ်ဝမ်းကြီးမှပေါ့မလဲဆိုတော့303ထိပ်စီရဲ့တဲ့60ကောင်က9နောက်ပိတ်ကဲ90က9ထိပ်စီရဲ့ဒီသလိုမှာ300ခုံရပေါင်းတော့3ညာဒီ9နဲ့ပေါင်းတော့ဘာရမလဲ9လိုရမယ် ိုးလို့ရအောင်တော့ကိုးရဲ့ဘဝလေးကိုးလေးရဝမ်းကြီးပါလေကိုးလေးဝမ်းကြီး9တုံညာ3ကီနဲ့ဘာထွက်ကြရမေးသေးလို့ကိုးလေးဝမ်းကြီးက4တလုံးနဲ့9တုံညာ3ဟာကီရ3တလုံးရ43ဆိုတဲ့ကနန်းတို့ကကူလေထွက်ရှိကြတာဖြစ်တယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ဆက်သွားကြည့်မယ်ဆက်သွားကြည့်မယ်ဆိုတော့60နှစ်က9ထိပ်စီးရယ် 43နှလုံးညမနေ့စေး43လေဒီသုံးလုံးပေါင်းရင်ဘာရမလဲမေးဆိုလို့ဒီ၄နဲ့3နဲ့ပေါင်းတော့ခွန်အဲ့ခွန်ကိုဒီ6နဲ့ပေါင်းရင်ဘာရမလဲ43နှလုံးပေါင်းရခွန်6နဲ့ပေါင်းတော့ဘာရမလဲ6လို့ရမယ်6လို့ရပြီ6ရဲ့ဘဝ1 6ရဲ့နှက်ကက9 6တက်9ကကြီးပါတဲ့ဟုတ်ပြီအဲ့6တက်9ကကြီးကိုကျွန်တော်ကဘယ်ဝမ်းကြီးနဲ့ပေါင်းဘယ်ဝမ်းကြီးနဲ့ပေါင်းမလဲဆိုတော့ဒီက 60ခွန်က6ထက်စီရဲ43က3နောက်ပြီကဲ1400တိစီရဲဒီသုံးလုံးပေါင်းချင်းပါရမယ်6ကဲ3ပေါင်းတော့9 9ဟိုဒီ1နဲ့ပေါင်းတော့3ညလို့ရတယ်3ညလို့ရတဲ့အတွက်3ည5ဝန်းချင်း3ည5ဝန်းချင်းဟို6တိကူကီနဲ့ဘာကနန်းထွက်ကလေး6တိကူကီက6တလုံးနဲ့3ည5ဝန်းချင်းက9တလုံးနဲ့65ဆိုပြီးတော့ထွက်ခဲ့ရမယ်ရှိနော်65ဆိုပြီးတော့ထွက်ခဲ့ ဟုတ်ပြီအဲ့ဆိုရှင်ကျွန်တော်မနက်ဖြန်မနက်ဈေးမှာပါအတွက်မလဲအခုဝင်ကြည့်နေကြတဲ့မိတ်ဆွေပေါ့အားလုံးပဲမင်္ဂလာပါနော်နော်အဲ့ဆိုရှင်ကျွန်တော်မနက်ဖြန်7နာရီ10မိနစ်မှာဘာကြည့်ရမလဲဘာဝမ်းကျင်ရမလဲကြည့်မယ်1400တစ်ထိတ်စီရယ်ဒီ6 5နှလုံးရယ်ဒီ3လုံးပေါင်းကြာဘယ်လောက်ရမလဲ6နဲ့5နဲ့နှလုံးပေါင်းကြာ1အဲ့1ကိုဒီ1နဲ့ပေါင်းရင် ဘယ်လောက်ရမလဲနှစ်လို့ရမှာဖြစ်တယ်နှစ်လို့နှစ်ရဲ့ဘဝခွန်နဲ့နှစ်ကက၄နှစ်ခွန်လေးရကြီးပါတဲ့ဟုတ်ပြီနှစ်ခွန်လေးကြီးနှစ်ခွန်လေးကြီးကိုကျွန်တော်ကဘယ်ဝမ်းကြီးနဲ့ပေါင်းမလဲ43က၄ထိပ်စီရဲ့65ငါးနောက်ပြီကဲ16ကတထိပ်စီရဲ့ဒီသုံးလုံးပေါင်းညာဘယ်လောက်ရမလဲဟုတ်ပါတယ်နှစ်ခွန်လေးကြီးပါ ဲ့နှစ်ကုန်လေးကြီးကိုကျွန်တော်ကဘယ်ဝမ်းကြီးနဲ့ပေါက်မယ်ဆိုတော့ဒီက43က4တိစီရဲ့65 9နောက်ပြီးကဲ16က1တိစီရဲ့ဒီသုံးလုံးမောင်းညံဘယ်လောက်ရမလဲ၄နဲ့၅နဲ့ပေါင်းတော့9အဲ့9ကိုဒီ1နဲ့ပေါင်းရင်ဘယ်လောက်ရမလဲ3ညရမယ်3ညရတဲ့အတွက်3ညရပါပါ9 3ည5ဝမ်းကြီး3ည5ဝမ်းကြီးကိုနှစ်ခွန်လေးကြီးနဲ့ မစ်ဆွေတို့မှာလုံးမရှိရင်လုံးမလေးနဲ့ထိုးပါဗရိတ်ရောက်ရင်လည်းဗရိတ်လေးနဲ့ကတ်တို့ပါဒါမှမဟုတ်နှစ်ခွန်လေးကီးကိုကြိုက်မယ်ဆိုရင်နှစ်ခွန်လေးကီးကိုယူသုံးပါ35ဝမ်းကြီးကိုကြိုက်မယ်ဆိုရင်35ဝမ်းကြီးကိုယူသုံးပါမိမိတို့ကြိုက်နေတဲ့ဟာဟိုယူသုံးပါကျွန်တော်အနေနဲ့ကတော့ဒီနှစ်ခွန်လေးကီးနဲ့ဒီ35ကိုအပီးပေါက်မစ်ဆွေတို့ချပေးလိုက်ပါတယ် ကျွန်တော်နောက်တစ်ခေါက်ပြန်ရင်းပါပဲဒီဟာ9ဇာနေစမယ်9ထိပ်စီးနဲ့ဒီမနေ့သေး3တုံညနဲ့3တုံညနှလုံးပေါင်းရင်တော့3အဲ့တုံဒီ9နဲ့ပေါင်းနှစ်လို့ရတယ်နှစ်လို့ရတယ်နှစ်ရဲ့ပါဝါခေါ်နှစ်ရဲ့နက်ကက4 2 4ကဒီ1ကျင်းရဒီ4ရဲ့တုံညရဲ့နှစ်ကဲ4တုံညနှစ်ဒီ3လုံးပေါင်းညပါရ6လို့ရ6ရဲ့ပါဝါ1 6 1 1ကျင်းနဲ့2 4ကဒီဘာအတွက်လဲ69ဆိုတဲ့ကဏ္ဍတစ်ခုထွက်ရှိတယ်ကဲနောက်တစ်နေ့မှာလဲ ဒီဟာ2ကဲဒီဟာ6ခုနှလုံးရဲ့ဒီ6ခုနှလုံးပေါင်းညာ3ဒီနဲ့နဲ့ပေါင်းညာ5 9ရတဲ့တွဲ9ရဲ့ပါဝါ3ည9ရဲ့နက်ခတ်က3 9 3ည3ကကီး9 3ည3ကီးကိုဘယ်ကဘယ်ကနန်းနဲ့ဘယ်ဝမ်းကြီးနဲ့ပေါင်းလဲဒီဟာ3ဒီဟာခွန်ဒီဟာ9 3ခွန်9ဒီ3လုံးပေါင်းညာဘယ်လောက်ရမလဲဒီ3နဲ့ခွန်နဲ့ပေါင်းတော့3ညဒီ9နဲ့ပေါင်းတော့9ရ9ရဲ့ပါဝါလေး9လေးဝမ်းကြီးနဲ့9 3ည3ကီးဘာကနန်းအတွက်ကလေး43ဆိုပြီးတော့ 43ဆိုပြီးတော့ကျွန်တော်ထွက်ခဲ့တယ်။ဟုတ်ပြီ။အဲဆိုရင် နောက်တစ်နေ့မှလည်းကျွန်တော်ဒီက6ဒေ့စီနဲ့ဒီနှလုံးခွန်နဲ့ပေါင်းခြင်းကဒီ43နဲ့ဒီနှလုံးပေါင်းခြင်းကခွန်ဒီ6နဲ့ပေါင်းခြင်းက6လို့ရတယ်။6ရဲ့ဘဝတည်း6ကနခါကကို6တက်ကိုကီးအဲ6တက်ကိုကိုကီးကိုဒီက6ထိပ်စီဒီက3နောက်ပြီးဒီက1တက်စီဒီ6ရဲ့ဒီ3ရဲ့ပေါင်းတော့ကိုဒီ1နဲ့ပေါင်းတော့3ည3ညလို့ရတဲ့အတွက်3ညရဲ့ဘဝ5 ်3ည5ဝမ်းချင်း619ကီနဲ့ပါထွက်ခဲ့တယ်65ဆိုပြီးတော့ထွက်ခဲ့တယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်မနက်ဖန်မနက်စည်းမှာဒီရတိတ်ထိတ်ရဲ့ဒီ65နှလုံးရဲ့651ဒီသလုံးပေါင်းရင်695နဲ့ပေါင်းတော့1 DO tick နဲ့ပေါင်းရင်2လို့ရတယ်2ရဲ့ပေါ်ဟာခွန်2ရဲ့နှစ်ခက်က4 204ကီ1ရင်းရဒီက4ရဲ့5ရဲ့ tick ကဒီသလုံးပေါင်း451ဒီသလုံးပေါင်းကြီးက ၃ညလို့ရတယ်၄နဲ့၅နဲ့ပေါင်းတော့၉အဲ၉ကိုဒီတစ်နဲ့ပေါင်း၃ည၃ည၅ဝန်းကျင်အဲ့တော့၃ည၅ဝန်းကျင်ကိုနှစ်ခွန်လေးကြီးနဲ့မနက်ဖန်ကိုအပြီးပေါက်ပေးမယ်ဆိုရင်ကျွန်တော်ကဘာရမလဲနှစ်ခွန်လေးကြီးနဲ့ညာဝန်းစိဆိုရှင်20နဲ့5ဝါဝါ ဝါးဝါရမသိဘူးမြင်ရလားမြင်ရလားမသိဘူးနစေနင်းငါ90ခွန်က40 45အဲ့တော့ကျွန်တော်ကဒီကနေ6ွက်ရအောင်ဖြစ်တယ် အဲကြောင့်မို့ဒီကနာ6ခွက်စလုံးကိုထိုးကျင်တဲ့မိတ်ဆွေများကလည်းမနက်ပိုင်းမနက်နေ့မှာဒီကနာ6ခွက်စလုံးကိုထိုးလို့ရပါတယ်။ဒါပေမဲ့တည်စီနောက်ပိတ်မရှိဘူးအာထိုးရမှာဖြစ်တယ်။အဲ့ဒါတော့အဲ့ဒီကနာ6ခွက်ကို အာမလို့ကျင်ဘူးတခွက်ကောင်းအောင်မှ ထိုးကျင်တယ်ဆိုတော့မိတ်ဆွေများဒီတရားနေပြီးတော့ကျွန်တော်တခွက်ကောင်းကိုမနက်ဖန်မနက်9နာရီမှာကျွန်တော်ရွေးပြီးမှဖြစ်တယ်။မနက်ဖန်မနက်9နာရီဈေးကို ကျွန်တော်လိုင်းပေါ်မှာရှိရဲတကွယ်ကောင်းထိုးခြင်းနဲ့မိတ်ဆွေများကမနက်ဖြန်မနက်9:00နာရီလိုင်းပေါ်လာခဲ့ပါကျွန်တော်လိုင်းပေါ်မှာရှိပါတယ်အားကြောင့်မလို့အခုကြည့်နေကြမိတ်ဆွေများကျွန်တော်ရဲ့လိုက်ကိုတစ်ခါမှမကြည့်ဘူးဆိုရှိတဲ့မိတ်ဆွေများပါခဲ့ရင်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်တာနော်ကဲကျွန်တော်ရဲ့မိတ်ဆွေများကိုထွန်းရဲ့မိတ်ဆွေများဒီတက်မှာပါခဲ့တယ်ပါခဲ့တယ်ဆိုရင်လည်းကျွန်တော်ရဲ့ အပေါင်းလေးနေလက်မလေးနေအသေးလေးလေးပြီးသွားเนาะကျွန်တော်ရဲ့ channel လေးကိုအားကြောင့်မလို့မန္တမန်မနဲ့9နာရီစီကိုကျွန်တော်ဒီတရနေပြီးတော့တကွက်ကောင်းထိတ်စီရထိတ်စီနောက်ပိတ်ကနောက်ပိတ်တကွက်ကောင်းအားစရလမ်းစရမလို့တဲ့တကွက်ကောင်းကိုမနက်ဖြန်9နာရီမှာမိတ်ဆွေတို့လိုင်းပေါ်မှာကျွန်တော်ချပြပြီးမှဖြစ်တယ်အားကြောင့်မလို့တကွက်ကောင်းထိုးခြင်းနဲ့မိတ်ဆွေများမနက်ဖြန်9နာရီကိုလိုင်းပေါ်ဦးတက်လာခဲ့ပါ ဟုတ်ကဲ့ဒါကတော့တပတ်စာ၈ရက်နေ့ကနေ၁၇ရက်နေ့အထိကျွန်တော်၄ရက်ရှေ့၉၁၁၁၁၄ရက်မှာကျွန်တော်ဘူးမကျော်ပတ်တိကတော့နှစ်ခွန်ပတ်တိပါနှစ်နှစ်ခွန်တလုံးကတော့ကျင်းနေထွက်မှာမနက်ပိုင်းတပတ်ကဘောဗျာဘူးမကျော်ဆိုမနက်ပိုင်းတပတ်ကဒီနှလုံးထဲကတလုံးတော့ကျင်းနေထွက်လိမ့်မယ်အခွေရတော့နှစ်ခွန်၅တုံညအခွေပါအခွေကြိုက်တဲ့၄လုံးအခွေကြိုက်တဲ့မိတ်ဆွေများ နှစ်ခု၅သုံးညခွေနှစ်၅20ခု၅90ပါနော်ကျွန်တော်ခုနကအောင်ကပြခဲ့တဲ့ဟိုနေနဲ့တွားပြီးတော့ကြိုက်ရင်နော်ဒီမူဟိုနေကဒီမွေးကနာပါဝါပါဝါထိုးခြင်းညလည်းမရှိမြတ်ကတော့နှစ်ခုပါဝါနဲ့50ပါဝါပါတွားတော့ဒီကတပတ်လုံးထိုးရမှာဖြစ်ပါတယ်ပရိတ်လိုက်နေကြမရှိမြတ်နှစ်ပရိတ်ခွန်ပရိတ်တစ်ခုကြပါလိမ့်မယ်နော်အနေဆုံးတစ်ခုကြပါလိမ့်မယ် ကဲအဲ့ဒါရင်းအခုကြည်နေကြတဲ့မိတ်ဆွေပေါင်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေလူဝဆန္ဒတွေရတလုံးလုံးဝရရှိနိုင်ကြပါစေတဲ့လို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းရင်လည်းကျွန်တော်ရဲ့ live show လေးကိုဒီမှာတင်နားလိုက်မယ်နော်မနေ့ကမနေ့9နာရီမှပြန်ဆုံမယ်နော်အားလုံးပဲမင်္ဂလာပါခင်ဗျအားလုံးပဲအားလုံးခုကြည်နေကြတဲ့မိတ်ဆွေအားလုံးနဲ့အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ